ဘယ်တော့လုံးမယ်ဆိုရင်အဓိကတုံးမဲ့ဘဲဘက်ကဘဲပီးဆက်တချို့နေရာမှာဘဲပုတ်ဘဲလို့လည်းခေါ်တယ်အဲ့ဒါကိုတညရေစိမ့်မယ်ဒါမှမဟုတ်ဆိုရင်6နိုင်လောက်ရေစုံမယ်အာဟာရတန်ဖိုးလေးဖက်ကြည့်အောင်ဘဲပုတ်ဘဲ34 100g မှာ 34g ပရိုတင်းပါအဲ့ဒါကအပင်တွေစားရတဲ့အပဲတွေကရတဲ့အသားတွေထဲမှာတော့ဘဲပီးဆက်ဘဲကအာဟာရတန်ဖိုးအမြင့်ဆုံးပဲဒီကရေထည့်ပြီးချိန်မယ် တဲ့အခါကြီးဖြစ်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 နေအခုလိုလန်နာဆူဖြစ်ဖြစ်နေလေပြီးတော့လည်းအပေါက်ကြီးဖြစ်တဲ့ဒီကျိတ်နေကျိတ်တာတော်တော်ရပြီဆိုရင်ရေစင်းနဲ့စစ်ပြန်ရေစင်းနဲ့စစ်မယ်အပေါက်ကြဲကြဲနဲ့ရေစင်းနဲ့စစ်မယ်လို့ဆိုရင်အကြတော့ရပြီဆိုရင်ဘူးကြီးကြီးကကျိုးတယ်ဘူးကြီးကိုခတ်တယ်ခတ်ပါလေကျိုးတစ်ခါကလည်းကျိတ်ကျိုးရင်ကျိတ်ကျိတ်ရင်ကျိုးတယ် ပဲစိတ်အနှံ့ပျောက်တဲ့အထိကြိုးရမယ်။မွေမွေမွေတစ်ဖက်မှာလည်းကြိတ်နေရယ်။ပဲတွေများသွားလို့နှစ်ထုပ်တော့မလို့။ပဲပြန်မွေလိုက်ညာပြန်မွေလိုက်နဲ့လက်ရည်မွေလဲလက်ဝဲရည်မွေရယ်။အမျိုးစုံမွေရယ်။နယ်လီပွက်စာပြူလာပြီ။နယ်ပွက်စာပြူလာပြီမွေရယ်။မကတ်အောင်မီးလေးနဲ့မွေရယ်။မွေနိုင်မှရမယ်။အကုန်လုံးပေါင်းပြီးမွေလိုက်တဲ့အခါမှာအိုးအပြည့်လောက်ထိရတယ်။ပြောချင်တာကတော့ အဇန်ရှေအမိုင်နိုအက်ဆစ်နဲ့နန်အဇန်ရှေအမိုင်နိုအက်ဆစ်အသားရကအသားနဲ့တရဝရီရရတဲ့အထဲမှာအဇန်ရှေအမိုင်နိုအက်ဆစ်တွေပဲပါတယ်အဲ့ထဲမှာမှတစ်ပင်ရရတဲ့အထဲမှာတီဦးတစ်ဖူကရတဲ့အထဲမှာတသက်လို့သမားတွေအတွက်ကတော့ပဲပိဆက်ပဲတစ်ခုတည်းရတာအဇန်ရှေအမိုင်နိုအက်ဆစ်ပါတယ်လို့ဆိုကြတယ်အဲ့တော့အရန်ကောင်းတယ်လူကြီးတွေအတွက်လည်းကောင်းတယ်အမျိုးသမီးတွေအတွက်လည်းကောင်းတယ်ပဲပိဆက်ကတချို့ပြောတဲ့အရာတော့ မဟော်မုန်းအီစတိုဂျင်လည်းထွက်ဖို့လည်းအားပေးရလို့ဆိုတယ်အခုဆိုရင်ပွက်လာပါပြီပွက်လာပြီဆိုရင်ခဏမြည်ကြည့်လို့ရတယ်ပဲစိမ့်နဲ့ပျောက်သွားပြီဆိုရင်ချလို့ရပြီပြီးရင်အေးခံမယ်ဘူးတဲ့ထဲမယ်တကြားကြရင်တကြား